ခန္ဓာကိုယ်မှာပါဝင်တဲ့အရိုးတွေအလုံးရဲ့အကြောင်းကိုလေ့လာပြရအခါမှာတော့အရိုးတွေကိုဘယ်ရတွေခိုင်းစေနေလဲဆိုတာကိုဆက်ပြီးတော့လေ့လာဖို့လိုပါတယ်။ကျွန်တော်ရဲ့အရိုးတွေတည်တံ့ဆိုလို့ရှိရင်လှုပ်ရှားမှုတွေအသက်ဝင်မှုတွေမရှိပါဘူး။ဒါပေမဲ့အရိုးဟာလည်းလှုပ်ရှားမယ်အသက်ဝင်မယ်အရာတွေအလုံးကိုထောက်ပံ့ပေးထားတယ်။သွေးတွေကိုထုတ်လုပ်ပေးနေတဲ့ဆက်ရုပ်တစ်ခုပဲဖြစ်ပါတယ်။အဲတော့အရင်ဆုံးကျွန်တော်ခန္ဓာကိုယ်မှာအခေါက်ပေါက်ရှိတဲ့အယူကဥပေါင်းကုန်လေ။နောက်ကျွန်တော်စစ်ပဲရှိပါတယ်။ အဲ့တော့ဥကောင်းကုန်းထဲမှာအခေါက်ပေါက်ဖြစ်နေရခြင်းကဥကောင်းကုန်းထဲမှာအုံနောက်ရှိတယ်။အုံနောက်ကဒီနောက်ကျော်ရုပ်စတဲ့ကိုဥနောက်ရဲ့အာယုံကျော်ဟိုနေရာဖြစ်အုံနောက်ရဲ့အမိလို့လည်းခေါ်တယ်။အဲ့ဒါနောက်ကျော်ရုပ်စအခေါက်ပေါက်ထဲမှာရှိနေပြီးတော့မိညာရုပ်ထိရောက်နေတာဖြစ်တယ်။အဲ့ဒီနောက်ကျော်ရုပ်စထဲမှာဝင်နေတဲ့အုံနောက်ရဲ့အမိအာယုံကျော်ဟာခန္ဓာကိုယ်တစ်ခုလုံးကိုအာယုံကျော်ကြီးဖြန့်နှံပြီးတော့အာယုံကျော်ရင်းနဲ့ကျွန်တော်တို့ရဲ့ထီတွေ့ခံစားသိမြင်ခိုင်းစေ လှုပ်ရှားသွားလာနေတာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အာယုံကြောတွေကပြပအာယုံကြောနဲ့အတွင်းအာယုံကြောဆိုပြီးတော့နှမျိုးပဲခြုံငုံရှိနေပါတယ်။ပြပအာယုံကြောကအပြင်ပိုင်းခန္ဓာကိုယ်ရဲ့အပြင်ပိုင်းမှာရှိပြီးတော့အတွင်းအာယုံကြောကတော့ခန္ဓာကိုယ်ရဲ့အတွင်းကတိစာတွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ ီပေါ်မှာကြည့်မယ်ဆိုရင်အထက်မှာနင်းနေတဲ့အာယုံကျောတွေကအတွင်းအာယုံကျောတွေဖြစ်ပြီးတော့အပြင်ကနင်းနေတဲ့အာယုံကျောတွေကပြပအာယုံကျောတွေဖြစ်ပါတယ်ဒီပြပအာယုံကျောတွေနဲ့အတွင်းအာယုံကျောတွေကခန္ဓာကိုယ်တစ်ခုလုံးရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေဇီဝကံမဖြစ်စဉ်တွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်ဒီအာယုံကျောတွေကခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ကလေးစားတွေကိုလည်းကျွန်တော်တို့မသိတဲ့အချိန်မှာပဲမသိစိတ်မှာပဲထိန်းချုပ်ပြီးထားတာဖြစ်ပြီးတော့ ပြင်အာယုံကြောတွေကတော့ကျွန်တော်တို့အသိစိတ်နဲ့လှုပ်ရှားသွားတာလို့ဆိုနေတာဖြစ်ပါတယ်။ဒါပေမဲ့ပြင်အာယုံကြောတွေမှာလည်းကျွန်တော်တို့ရဲ့အသိစိတ်နဲ့လှုပ်ရှားထိ ंछ ုပ်လို့မရတဲ့အာယုံကြောတွေရှိပါတယ်။အဲတော့ဒီဗီဒီယိုမှာကြည့်မယ်ဆိုရင်အာယုံကြောကိုနှစ်မျိုးပြရမှာဖြစ်တယ်။အပြင်အာယုံကြောနဲ့အတွင်းအာယုံကြောဖြစ်တယ်။ကောင်းကောင်းခေါင်းပေါက်ကြည့်ကြမှာအုံနောက်ရှိတယ်အုံနောက်ကနေပြီးတော့နောက်ကျိုးရိုးစေးအခေါင်းပေါက်ထဲမှာအုံနောက်ကျိုးရှိတယ်အုံနောက်ကိုခွာလိုက်လို့ဆိုရင် ချက်မှာနှစ်ချက်တွေ့ရတယ်။ညဘက်အရှင်ကဘယ်ဘက်ခန္ဓာကိုထိချုပ်ထားတယ်။ဘယ်လိုလဲဘယ်လိုအရှင်ဘယ်ဘက်ခန္ဓာကိုထိချုပ်ထားတယ်။အဲ့တော့အုံတော်ရင်ညာဘက်ချင်းပျက်စီးသွားမယ်၊လိဖြတ်သွားမယ်ဆိုလို့ရှိရင်ဘယ်ဘက်ခံတာကိုကျွန်တော်ထုတ်လို့ရတယ်။အချမ်းရွက်သွားမှဖြစ်တယ်။အဲ့လိုပဲဘယ်ဘက်အုံတော်ကပျက်စီးသွားမယ်ဆိုရင်ညာဘက်ခံတာကိုအချမ်းရွက်သွားမယ်၊ညာဘက်ခံတာကိုလှုပ်လို့ရတယ်ဖြစ်သွားမယ်။အဲ့တော့အုံတော်နဲ့အာရုံကြောတွေအကုန်လုံးကခံတာကိုဒီပုံစံရဲ့လှုပ်ရှားလို့ရတယ်၊ချီတွေ့လို့ရတဲ့နေရာတွေကိုအကုန်လုံးပြန်နေပြီးရောက်ရှိနေတာဖြစ်တယ်။ ူကောင်းကောင်းနဲ့မှာအုံနောက်ရှိတယ်။နောက်ကျောရုပ်စက်ထဲမှာအုံနောက်ကျိုးရှိတယ်။အဲဒီအုံနောက်နဲ့အုံနောက်ကျိုးကနေပြီးတော့တကူလုံးကိုအာယုံကျော်တွေဖြတ်ထွက်နေတယ်။အတွင်းပိုင်းမှာရှိတယ်၊လင်းနေတယ်။အတွင်းအာယုံကျော်နဲ့အပြင်မှာရှိတယ်။အပြင်ဖြတ်ထွက်နေတဲ့အာယုံကျော်ဆိုပြီးနှစ်မျိုးရှိတယ်။အဲတော့ပခုံးနားမှာအာယုံကျော်တွေကပိုများနေတယ်။အဲဒါကြောင့်မလို့ဒီလေပင်ကြီးပေါင်းဖြစ်တာတို့ပခုံးဆက်ညောင်းတာတို့ဆိုလို့ရှိရင်ဒီလက်တွေကြိုက်တာတွေပဲဖြစ်တတ်ပါတယ်။အဲ့လိုပဲခါပိုင်းကအာယုံကျော်တွေရတယ်ခါကိုထိခိုက်သွားတဲ့အခါမှာခြေတော်ကို ခြောက်အောက်ပိုင်းဒေတာတွေပဲဖြစ်သွားတယ်ပါလေအဲ့တော့အာယုံကြောတွေကအဓိကအဖြစ်နှမျိုးပဲခေါ်ကြတာတယ်အပြင်အာယုံကြောနဲ့အတွင်းအာယုံကြောအတွင်းအာယုံကြောတွေကကျွန်တော်တို့ရဲ့တိစိတ်နဲ့ထိ ंछ ုပ်လို့မရတဲ့အာယုံကြောတွေပဲဖြစ်ပြီးတော့အလိုလျောက်စနစ်နဲ့ထိ ंछ ုပ်နေတာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့အပြင်အာယုံကြောတွေကတော့ကျွန်တော်တို့ရဲ့တိစိတ်နဲ့ထိ ंछ ုပ်ထားတဲ့အာယုံကြောတွေပဲဖြစ်ပါတယ်အဲ့တော့ကြက်သားတွေကိုကြည့်လိုက်မယ်ဆိုရင်ကြက်သား9လွှာရှိပါတယ်1 2 3 4 5 6 9လွှာရှိပါတယ်ဒီကြက်သား9လွှာလုံးက ျွန်တော်ရဲ့အပြင်အာယုံကြောဖြစ်တဲ့အာယုံကြောတွေကထိတ်ချုပ်ထားတာဖြစ်ပါတယ်ဥပမာကျွန်တော်ရဲ့လက်မှာရှိတဲ့လက်ချောင်းတွေကိုလှုပ်ရှင်လို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့အုံနောက်က DSL line တွေကိုအာယုံကြောကနေတဆင်ကြွသားတွေကိုလှုပ်ဆော်ပြီးတော့ကြွသားတွေကိုခိုင်းစေလိုက်တာဖြစ်ပါတယ်အဲဒါမှဝါယုံအာယုံကြောလေးတွေတွေ့ရမယ်ကြွသားတွေရဲ့ပုံမှန်ဖြာထွက်နေတာတွေ့ရပါဒါကတော့ကျွန်တော်ရဲ့အသိစိတ်နဲ့စိတ်တိုင်းကြာကိုယ်တိုင်လှုပ်ဆောင်နေတဲ့ကိုယ်တိုင်လှုပ်ရှားဘယ်သူမှခိုင်းစေမှုမပါဘဲနဲ့ကိုယ်တိုင်လှုပ်ရှားနိုင်တဲ့အာယုံကြောတွေပဲဖြစ်ပါတယ် အဲ့လိုပဲကျွန်တော်တို့ရေရင်ဘက်မှာရှိတဲ့ကြွက်သားတွေဆိုရင်ကျွန်တော်လှုပ်လို့ရမယ်မျက်လုံးမှာရှိတဲ့ကြွက်သားတွေကျွန်တော်လှုပ်လို့ရမယ်မျက်လုံးတွေဟိုကြီးဒီကြီးကြည့်လို့ရမယ်ပြီးရင်နှဖူးမှာရှိတဲ့ကြွက်သားတွေလှုပ်လို့ရမယ်နှာခမ်းရှိတဲ့ကြွက်သားတွေကျွန်တော်လှုပ်လို့ရမယ်ပါးစပ်တွေကျွန်တော်တို့ပြောင်းလို့ရမယ်မျက်နှာတွေပြောင်းလို့ရမယ်ပြုံးလို့ရမယ်မဲ့လို့ရမယ်အဲ့တော့ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေအကုန်လုံးဒီအာယုံကြောတွေကနေအုံနောက်ကအုံနောက်နဲ့အုံနောက်ကြိုးကတစင်းဖြန့်နေပြီးတော့ဖြာထွက်နေတာဖြစ်ပါတယ် အယုံကျော်ဟာအတွင်းထဲမှာရှိတဲ့အတွင်းအင်္ဂါတွေကိုထိ ंछ ုပ်ထားတာဖြစ်ပါတယ်။အတွင်းအယုံကျော်ကိုအစင်း60နဲ့ခွဲခြားထားပါတယ်။အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးကိုခန္ဓာကမှာကျွန်တော်တို့ကလှုပ်လို့မရတဲ့အယုံကျော်တွေကျွန်တော်တို့ရဲ့တိစိတ်နဲ့ထိ ंछ ုပ်လို့မရတဲ့အတွင်းအယုံကျော်တွေကိုဆက်လက်လေ့လာကြည့်ပါမယ်။ကျွန်တော်ရဲ့အတွင်းအယုံကျော်တွေကခန္ဓာကိုယ်ရဲ့ဥကောင်းပိုင်းမှာလည်းအများကြီးပါဝင်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့မျက်လုံးမှာဆိုရင်လေကျွန်တော်တို့ရဲ့သီးစိတ်နဲ့ထိ ंछ ုပ်လို့မရပါဘူး ကျွန်တော်မျက်စိနဲ့ကျွန်တော်တို့ဟိုကြည့်ဒီကြည့်ကြည့်လို့ရတယ်ထင်ပါတယ်ဒါကြတော့ကျွန်တော်မျက်စိနဲ့ထိ ंछ ုပ်လို့မရပါဘူးအဲ့လိုပဲကျွန်တော်တို့ရဲ့အဲ့ဒါနှခေါင်းနားပါးစပ်ကျွန်တော်တို့ရဲ့အရေပြားအစားကျွန်တော်တို့အသေးသေးနဲ့ထိ ंछ ုပ်လို့မရပါဘူးအရေပြားကိုလည်းကျွန်တော်တို့ကုသရှင်ချွေးရီထွက်လာအောင်လုပ်လို့မရပါဘူးအဲ့လိုပဲကျွန်တော်တို့ရဲ့ဥကောက်မှာရှိတဲ့ဒီအင်္ဂါအစိပ်ပိုင်း၅ခုကိုတော့အာယုံခံအင်္ဂါအစိပ်ပိုင်းကျွတ်သားလန်းလို့ခေါ်ပါတယ် အဲ့ဒီအာယုံခံအင်္ဂါစိတ်ပိုင်းတွေကအကြာအမြင်အနဲ့အရတာအထီးတွေ့လို့ဖြစ်ပါတယ်ဒီအရာတွေကိုကျွန်တော်တို့ကကိုယ့်ရဲ့အသိစိတ်နဲ့ထိ ंछ ုတ်လို့မရပါဘူးသူ့လိုလိုပဲကျွန်တော်တို့ရဲ့အတွဲအာယုံကျော်ဖြစ်တဲ့ဘုံနောက်ကနေပြီးတော့အလိုလျောက်ခိုင်းစေတဲ့အာယုံကျော်စနစ်ကနေထိ ंछ ုတ်ထားတဲ့အင်္ဂါရက်တွေပဲဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့အသိစိတ်နဲ့ထိ ंछ ုတ်လို့မရတဲ့အင်္ဂါရက်တွေမှာကိုယ်တိုင်းမှန်မှန်လေးရှိပါတယ်အဲ့ဒါကတော့နှလုံးမှာဖြစ်ပါတယ် ချောပြနှလုံးဟာခန္ဓာကိုယ်ရဲ့ကိုတွေးရပို့လို့နေတဲ့အဓိကအရာပဲဖြစ်ပါတယ်။အုံနောက်နဲ့အုံနောက်ကျူးတဲ့မှာကျွန်တော်ထိန်းချုပ်လို့မရတဲ့အပိုင်းတွေရှိတယ်။သူကနေတဆင်အတွင်းအာယုံကျော်လှုပ်ဆော်လိုက်တယ်။အတွင်းအာယုံကျော်ရဲ့တဆင်နှလုံးကိုညှစ်ပေးထားတယ်။ဒီနေရာဖြင့်2မိနစ်ကိုအချက်80လောက်ညှစ်ပေးထားတယ်။ကျွန်တော်ပြေးရင်ပြေးသလောက်နှလုံးခုန်တော့မြန်သွားမယ်။ထိုင်နေမယ်ဆိုရင်တော့နှလုံးခုန်တော့နှေးသွားမယ်။အဲ့တော့ဒီနှေးတာမြန်တာလေးအကုန်လုံးကျွန်တော်လိုက်လို့မရမှာဘူး။သူ့အတူဖြစ်နေရအောင်နော်။ ကဲဟုတ်ပြီပြီးလို့ရှိရင်ညီညာလေးမှာပါရှိလဲဆိုလို့ရှိရင်အဆုတ်ဆိုရတယ်ရှိတယ်အဆုတ်ကတော့ကျွန်တော်တက်ရှူလဲတဲ့ခါရင်အဆုတ်ကကျဲသွားမယ်ရှူထုတ်လိုက်တဲ့အချိန်မှာအဆုတ်ကပြန်ပြီးတော့ကျင်းသွားမယ်ပြီးတော့ fresh day ပိုင်းဝင်လာပြီဆိုရင်လည်းအဆုတ်ကသူ့ချွဲလေးပိုင်းကျက်လာမယ်ချွဲလေးပိုင်းကျက်လာတော့ကျွန်တော်အခုချင်းချင်းကိုယ့်ဘဝကိုလှုပ်ဆော်လို့မရဘူးဒါသူ့ဘဝကိုလိုလျောက်ဖြစ်နေတာအဲ့တိုင်းပဲကျွန်တော်တို့မှာရှိတဲ့အစာအိမ်အသေးလေးရှိမယ်ကျွန်တော်အစာအစားစာကိုစားလိုက်ပြီးတော့အစာအစာအစာပစ္စည်းတွေကနေဝင်သွားမယ်ပြီးရင်အစာရေမျိုးပြွန်တဲ့ကိုရောက်သွားပြီးတော့ စာရင်ထဲကိုရောက်သွားမယ်ပြီးလို့ရှိရင်ဦးရရဲ့တစင်မှာဆောက်သွားပြီးတော့မစင်စင်နေစီကျွန်တော်တို့ကအဲ့ဒါတွေကိုလုံးလိုက်ပြီးတော့လှုပ်ဆော်လို့မရဘူးသူ့လိုလိုအိုလန်းကြောင့်နေညှစ်တာတွေသူ့လိုလိုလှုပ်ဆော်ပြီးကြတာဖြစ်တယ်အဲ့ဒီနေရာမှာရှိအစည်းတွေရှိတယ်ကျွန်တော်တေးပောက်ခြင်းတဲ့ခါမှာသွားပြီးတော့အိမ်သားလေးကိုတွားလိုက်တာမျိုးဖြစ်မယ်တောက်လိုက်တဲ့ရေကိုစီးဖြစ်ပြောင်းသွားအောင်ကျွန်တော်မလုပ်ဘူးဟာစီးရင်ထဲမှာရောက်သွားအောင်လည်းကျွန်တော်ကလိုက်ပြီးတော့လှုပ်ရှားမလို့အာရုံကျွန်တော်ထင်းချုပ်ရှားလည်းမလုပ်ဘူး ဒါအတွဲအာယုံကျော်ကနေပြီးတော့သူ့လိုလိုထိန်းချုပ်သွားတာဖြစ်တယ်။နောက်ဆုံးတစ်ခုကျတော့မြို့ပွားလမ်းမြို့ပွားလမ်းမှာဆိုရင်ကြားလေးတုတ်ကောင်းလေးထုံမဲမင်းကလေးဆိုလို့ရှိရင်မြို့အိမ်တွေမှာမြို့ဥတွေတင်မယ်။ရာသီရေလာမယ်ဒါတွေအကုန်လုံးကလည်းအတွဲအာယုံကျော်ကနေလှုပ်ဆော်ပြီးတော့ဖြစ်လာတဲ့အင်္ဂါဖွဲ့စည်းတွေဖြစ်ပါတယ်။အာယုံခံသွေးလေအစာစီမြို့ပွားအဲ့ဒါတွေကိုတခုချင်းစီဘယ်လိုမျိုးအလိုလျောက်ထိချုပ်ထားရလဲဆိုတာကိုပြပြသွားမယ်နော်။ ခဲကောင်းပြီအရေးပြားကိုကြည့်လိုက်မယ်။ပူတဲ့ရာသီမှာဆိုရင်လူတယောက်ကချွေးတွေအများကြီးထွက်တယ်။အေးတဲ့ရာသီမှာဆိုရင်လူတယောက်ကကြော်သိမ်းမွေးခြင်းတွေထားလာအောင်ဖြစ်တယ်။ကျွန်တော်ကရှင်ချွေးထိုင်ထုတ်နေလို့မရဘူး။အရင်အေးတဲ့ရာသီကျမှကြော်သိမ်းမွေးခြင်းတွေထားလာအောင်ကရှင်ကြော်သိမ်းမွေးခြင်းတွေထားအောင်လည်းကိုယ့်ဘက်ကိုလှုပ်လို့မရဘူး။ကြောက်လည်းကြော်သိမ်းတွေထားအောင်လည်းကိုယ့်ဘက်ကိုလှုပ်လို့မရဘူး။မထားအောင်လည်းထိန်းချုပ်တာလို့မရဘူး။ဒါတွေကလည်းအတွဲအာရုံကြောင့်ထိန်းချုပ်ထားတာဖြစ်တယ်။ အဲ့တော့မျက်စိမျက်လုံးအကြည့်မဆိုရင်မျက်စိမှာအလဲမှာရှိတယ်ဒီကျွန်တော်တို့ရဲ့မျက်လုံးတငံရင်လို့ခေါ်တယ်အဲ့ဒီအရာလေးကမှန်ဘလူးလေးတစ်ခုလို့ပဲเนาะဒါပေမဲ့သူကမှတ်ဆဲရင်လည်းဖွဲ့စည်းထားတယ်မှန်ဘလူးဆိုတော့အဲအသက်ရှိတယ်မှန်ဘလူးပေါ့เนาะလှုပ်လှုပ်ရှားနေတယ်အမဲရောင်လေးဒီအမဲရောင်လေးကအဝေးကိုကြည့်ရင်ကျဲသွားတယ်ဒါမြင်ခွင့်ကျကျမြင်အောင်လို့အလေးကိုကြည့်လို့ရှိရင်ကျင်းသွားတယ်ဒါမြင်ခွင့်ကျင်းချင်းမြင်အောင်လို့ဒါတော့အလွယ်မှတ်ထားပါเนาะဒါကြောင့်အားလုံးကိုကျွန်တော်တို့ကကျွန်တော်တို့အသေးစိတ်နဲ့လိုက်ပြီးတော့ထိန်းချုပ်လို့မရအောင်သူ့လိုလျောက်ထိန်းချုပ်ရတာဖြစ်တယ် ျွန်တော်မျက်စိကဟိုကြည့်လိုက်ဒီကြည့်လိုက်တောင်ကြည့်လိုက်မြောက်ကြည့်လိုက်နေဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုပဲအဲ့ဒါကိုလိုက်ပြီးကြီးလျောင်လိုက်ပြီးထိန်းချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ရောက်မှကောင်းကောင်းမြင်အောင်မဟုတ်တော့ဘူးနော်ကျွန်တော်ကောင်းဟိုဘက်တရားလိုက်ဒီဘက်တရားလိုက်မျက်လုံးကလည်းဟိုကြည့်လိုက်ဒီကြည့်လိုက်နေဆိုတော့ကဲကောင်းပြီနားကိုကြည့်လိုက်မယ်နားကိုကျွန်တော်တို့ကြားအောင်ဆိုပြီးတော့ငါနားလွင်ထားပါသည်ဆိုပြီးနားကို wifi လွင်တယ်လို့မျိုး hotspot လွင်တယ်လို့မျိုးလွင်ထားလို့မရဘူးနာကြချင်းစီကသူ့လူလျောက်အတွင်းအာရုံကြိုးတွေအထင်းချုပ်ပြီးတော့အာရုံခံအများနဲ့အာရုံခံတော့ နားကိုမကြားချင်ပါဆိုတော့နားကိုပိတ်ထားလို့ပဲရမယ်နားကိုမကြားအောင်လုပ်လို့မရဘူးနားထဲကိုပိုးရပါရဝင်ရလို့ရှင်နေဆိုတော့နားထဲမှာပြည်တယ်တိုင်းအနာဖြစ်တိုင်းဒါတွေအားလုံးကျွန်တော်ထိန်းချုပ်လို့မရဘူးပြီးရနှာခေါင်းကိုကြည့်မယ်ဆိုရင်နှာခေါင်းထဲမှာရှိတဲ့အသက်ရှူတာတွေပါတယ် COVID-19 တို့လိုမျိုးပိုးတွေပါလာမယ်တခြားသောဗီလီးယားတွေပါလာမယ်ဆိုရင်ကျွန်တော်တို့ကဒါတွေကိုကိုယ်လိုလျောက်ဖယ်ရှားလို့မရဘူးကျွန်တော်ဓာရီကြောင့်နှာစီးတာလေနှာရီရည်ဖြစ်လာတယ်။အဲ့ဒါရဓာရီကိုလှုပ်ဆော်လို့မရဘူး။အခုရှင်ကျွန်တော်နှာစီးခြင်းနဲ့စီးလို့မရဘူး။အဲ့လိုပဲကျွန်တော်တို့ရဲ့ ဥစားထဲမှာ green ရှိတယ် green ကလည်းကျွန်တော်တို့ဝါးကျင်တာဝါးလို့ရတယ်ဒါပေမဲ့စပေးမထွက်အောင်လို့ကျွန်တော်လိုရောက်လုပ်လို့မရဘူးအဲ့တော့တို့တို့ချိုးတွေပိုင်းဆိုလို့ရှင်အချင်းတွေပိုင်းတိုက်တာတွေ့လို့ရှင်တီးတွေပိုင်းကြပြီးပါးတွေပိုင်းကျင်လာမယ်ဖြစ်လေအဲ့ဒီပုံတော့ကကျွန်တော်တို့သိစိတ်နဲ့လှုပ်ဆော်တာမဟုတ်ဘူး ကေကောင်းပြီအဲ့တော့အာယုံခံလန်းကိုပြောပြီးသွားပြီးရေပြားမျက်စိနားနှာခေါင်းကိုရင်းကိုပြောလိုက်တယ်အာယုံခံလန်းဆိုတဲ့အတိုင်းပဲအထီးအမြင်အကြာရတာကိုပြောလိုက်တယ်အခုဒီအရာအကုန်လုံးကကျွန်တော်ရဲ့ခန္ဓာကိုယ်အပြင်ပိုင်းနဲ့အတွင်းပိုင်းနဲ့အယိုးရဲ့ကြွက်သားရဲ့ထိချုပ်ထားတဲ့အာယုံကြောတွေအကြောင်းဖြစ်ပါတယ်